ဇိုးတွေနဲ့ပတ်သက်ပြီးတော့မှကျမရဲ့အကောင့်မှာမကြာခဏတင်ပေးလေးရှိပါတယ်။ဒီဇိုးပြဿနာဘယ်လောက်ကြီးအန္တရာယ်ကြီးမားတယ်ဆိုတာကိုပြောပြလေးရှိပါတယ်။အခုလည်းကျမပြောပါအောင်။ဒီကနေ့မှထွက်လာတဲ့တော်တော်လေးလူတိများပြီးဟုတ်ဖြစ်သွားတဲ့တဲ့င်းကဒီတခိုးကိစ္စပေါ့ရှင်နော်။အန္တရာယ်တယောက်ကကလေးတယောက်ကိုခေါ်လာပြီးတော့မှဒါတခိုးမိတယ်ပေါ့ရှင်။စိုင်းပန်ရှင်ကလည်းလူလေကောင်မှရိုက်နှက်တာချင်းချောက်တာလုပ်ခဲ့တယ်ပေါ့။ကိုယ်တိုင်ကျူးလွန်ခဲ့တယ်ပေါ့။နော်။အဲ့တော့ဒီတခိုးပြဿနာကိုတည်တည်ချာချာလေးအဲကင်တွယ်မယ်ဆိုရင်ဥပဒေနဲ့ကင်တွယ်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်လုံးကို ိုအရေးယူရမှာဖြစ်တယ်ပေါ့ခိုးတဲ့လူကလည်းခိုးတဲ့အလျောက်အပြစ်ရှိတယ်ရိုက်နှက်တဲ့လူကလည်းရိုက်နှက်တဲ့အလျောက်အပြစ်ရှိရဲ့ပေါ့ရှင်နော်နောက်တစ်ခုကဒီကလေးတငယ်လုံခြုံရေးအတွက်ကလေးတငယ်ဥပဒေဆိုတာရှိပါတယ်နော်ဒီကလေးတွေရှိမှရိုက်နှက်တာကလေးတွေဟိုကကလေးကိုပါကျိုးတုပ်တာနော်ဒါတွေကအရေးယူရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဥပဒေစိုးမိုးမှုမရှိတဲ့အချိန်အခြေအနေမျိုးမှာလှုပ်ချင်တယ်လို့လမ်းလေကောင်မှာဟာလူမျိုးကြီးမှာလှုပ်ချင်တယ်လို့လှုပ်ရဲနေတယ်ဆိုတော့ဒါ အဲဒါကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကတော့ဒါနိုင်ငံပြည်စည်းနေကြောင်းကိုပြတဲ့သင်္ကေတတွေပဲဖြစ်တယ်လို့မှတ်ယူရမှာပါ။ပတ်စံရှိဘူးသူကမကယူမဆိုင်တော့ဒီရဲတွေကလည်းလိုအပ်နေတာပတ်စံပြည်သူကလည်းလိုအပ်နေတာပတ်စံဒီပတ်စံရှိလို့ရှိရင်ငါတို့ပြောချင်တယ်လို့ပြောမယ်။လုတ်ချင်တယ်လို့လုတ်မယ်ဆိုတဲ့ဟာတကြောင်ပေါ့နော်။ခုကဟာလားဥပဒေကိုလေးစားလိုက်နာမှုမရှိတာရဲ့ဒီဥပဒေပေါ်မှာယုံကြည်မှုမရှိတာရဲ့တကြောင်ကြောင့်ဒီလိုမျိုးတွေလုတ်ကြတာဖြစ်ပါတယ်။နော်။အဲ့တော့ဟိုခိုးတဲ့လူကလည်းအပြစ်ရှိတယ်လို့ ရိုက်နှက်တဲ့လူလူလေကောင်မှချင်းချောက်တာရိုက်နှက်တာဒါရင်မျိုးကိုနယ်လောင်းမယ်လို့ပြောတာဒါတွေကလုံးဝချင်းချောက်မှုဖြစ်တယ်ဒါတွေကဥပဒေအရရေးယူအောင်မှာဖြစ်တယ်တကယ်ချစ်ချစ်ရောက်ရောက်အေးယူမယ်ဆိုလို့ရှိရင်ငွေတောင်ရောထောင်တောင်ရောနှစ်ရက်လုံးချမှတ်နိုင်တယ်နော်အဲ့တော့နိုင်ငံပြည့်စည်နေတယ်ပေါ့ရှင်နော်နိုင်ငံပြည့်စည်နေတော့ဒီလိုမျိုးပြဿနာတွေကပေါ်လာမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်တို့တရားဥပဒေဆိုတာလေအခုချိန်မှာယုံကြည်စိတ်ချရတာမဟုတ်ဘူးဒီရဲတွေကိုသွားတိုင်လို့လေဒီရဲတွေကဟာလားပြည်သူလူထုကသာဟာလားဒီလိုမျိုးဖြစ်သွားတာမတရားဘူးអော်လို့သာသူတို့ကအလုံးလုံးပြခြင်းလို့ ဟိုခေါ်ယူပြီးတော့စစ်ဆေးတာမေးမြန်းတာသူတို့လက်စားတာဒါတွေသူတို့ကအကောင်းကြီးပဲဒီကိစ္စတွေကသူတို့အဲ့ဒီအကြောက်တာလုတ်ပေးလိုက်တာတကယ်တမ်းရဥပဒေအရစနစ်တကျနဲ့တွားနေတဲ့အချိန်အခါတခုမဟုတ်ဘူးเนาะအဲ့တော့အဲ့ဒီပုံမှာလည်းကျမတို့ကဘာအောင်မြင်ရမလဲဆိုလို့ရှိရင်ပရဟိတသမားတွေเนาะနမေကြီးကျင်တဲ့လူတွေဒီပုံမှာလိုက်ပြီးတခုခုဖြစ်ပြီးဆိုလို့ရှိရင်ကျမတို့မြန်မာတွေရဲ့စိတ်ကလည်းတနာတတ်တဲ့စိတ်အခံကရှိတယ်တခုခုဖြစ်ပြီးဆိုရင်တနာတတ်တယ် နော်တကယ်တမ်းတနာရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးကိုအခုလိုမျိုးစုပ်ပြတ်သက်သွားအောင်စပြီးအာဏာသိမ်းတဲ့အတိုင်းပြည်ထဲမှာချိန်နေတဲ့ပြည်သူလူထုအားလုံးကတနာစရာတရားဝါတွေဒီပဲနော်အခုချိန်မှာလဲဟလာဟိုဆင်းရဲဟိုမွဲတေငတ်ပြတ်နေတဲ့အချိန်စစ်ပေးရှောင်နေရတဲ့အချိန်အမျိုးမျိုးမတရားမှုကိုခံနေရတဲ့ပြည်သူလူထုအားလုံးဟာတနာစရာချိန်နေပဲဖြစ်တယ်အဲ့တော့ဒီတနာစရာချိန်နေဒီတစ်ခုလုံးကိုကျွန်တော်တို့ကပရဟိတနဲ့တွားပြီးကုညီလို့လေလောက်နှမှာမဟုတ်ဘူးနော်အဲ့တော့ တချို့ကကျမပရာဟိတနဲ့ပတ်သက်ပြီးပြောလို့ရှိရင်အနေကဟိုမုဒိတာမပွားနိုင်လို့အကုသို့ယူနေသူများစေတနာပါလို့လှူကြတာပဲဆိုတာမျိုးလာကြတယ်။သိတယ်ကျမတို့စေတနာပါလို့လှူကြတာကုသို့ရတယ်ဆိုတော့ကျမတို့ရဲ့မြန်မာတွေရဲ့စိတ်အရင်းခံရှိတယ်နော်။စေတနာပါလို့လှူရတာကိုလက်ခံတယ်နော်။ဒါတွေကိုတားဆီးနေတာမဟုတ်ဒါပေမဲ့ကျမတို့ကပြဿနာရဲ့အရင်းမြစ်နောက်ခံအကြောင်းတရားတွေကိုကြည့်ပြီးတော့မှကျမတို့လှုပ်တင်တာကိုလှုပ်ရမယ်နော်။အဲ့တော့ ဒီလှိုက်တရဇိုးကိစ္စပေါ့ပြန်ပြီးတော့လှည့်လိုက်အောင်ပြောချင်းเนาะအဲ့တော့လှိုက်တရဇိုးဒီဂျားထဲမှာဗီဒီယိုတစ်ပိုင်းထွက်လာပါတယ်ကျမလည်းကြည့်လိုက်ရပါတယ်သူတို့ကတော့တတိလက်လို့ပြောလိုက်တဲ့ဇာတ်ဖြစ်ပါလိမ့်မယ်မစင်စားမစင်ကျင်ပဲနဲ့စင်ကျင်လုံတရားမဲ့ဆိုတာပြောလိုက်တဲ့ဇာတ်ပေါ့နော်ဟာလာကျွန်တော်တို့ကတော့မရှိလို့ရှိရင်ကိုလူစားလို့ရတယ်လို့တိုက်စားလို့ရတယ်လို့ဆိုတဲ့ဇာတ်တွေကဒါသူတို့သုံးနှုံးနေကြခမင်းစားရေတောက်ပြောနေကြဇာတ်တွေဖြစ်လို့ဒါလှုပ်ခနဲထွက်သွားတာပေါ့ရှင်နော်အဲ့တော့ ီလိုမျိုးအကြောင်းအရာတွေကိုကြည့်ခြင်းအဖြစ်ဒီဒီလူတွေဟာမြမပြည်တွင်းထဲမှာဘလို့ယက်တီရှင်သန်နေတယ်လဲဆိုတာကိုကျမတို့ကခံမှန်သုံးသပ်လို့ရတယ်เนาะအဲ့တော့ကြောက်เสียကောင်းတဲ့အရာတစ်ခုပေါ့ရှင်เนาะလူဆိုဓမြတွေကတစ်ဖက်မှာခိုးဆိုလူနိုင်ပြီးတော့မှတစ်ဖက်မှာပြည်သူလူလူကိုเนาะကိုချင်းစာတဲ့အောင်အောင်တနာတဲ့အောင်အောင်ပြန်ပြီးတော့ ကိုညီပြနေတယ်အဲ့ဒီကိုညီပြနေတဲ့အပေါ်မှာလဲကျမတို့ဟိုစိတ်အရင်ခံကိုကတနာတတ်တယ်ကျမတို့မြန်မာလူမျိုးတွေကဒီအပေါ်မှာရှုံတည် ပြီးတော့မှဒီလူတွေကိုအားပေးကြတယ်အဲ့တော့လူမိုက်ကလူမိုက်ပဲเนาะလူမိုက်တွေကလူကောင်းဖြစ်လာစရာအကြောင်းတော့ရှိပါတယ်ဒါပေမဲ့ဒီပုံစံမျိုးနဲ့လူကောင်းဖြစ်လာလို့တော့မသိတော့ဘူးเนาะဟုတ်လားတစ်ဖက်မှာလုံနေတဲ့အလုပ်တွေသူတို့လုံနေတဲ့အလုပ်တွေမရက်နာဘူးစစ်ကောင်စီနဲ့လည်းပေါင်းစားပြီးတော့ လူโซနဲ့ရဲဆိုတာကျွန်တော်တို့နိုင်ငံထဲမှာဟာလာโซเนาะလူမိုက်လူမိုက်နဲ့ရဲဆိုတာကလင်မင်အားလို့ပဲတယောက်ကိုတယောက်ပုံပြီးပေးလာကြတာအကျိုးတူစီးပွားလုပ်နေကြတဲ့လူတွေတာဖြစ်တယ်အဲ့တော့ဒီချိန်ကြီးမှာเนาะဟိုတလန်တွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကကြောက်နေရတယ်ဟာလာအဲ့တော့ဒီကောင်းနေရပြည်သူလူထုကြားထဲမှာရောနှောပြီးတော့မှပြည်သူလူထုရဲ့ယုံကြည်မှုကိုရတဲ့အခါကျတော့ relation အရန်ကောင်းသွားတယ်ချိတ်ဆက်မှုတွေအရန်ကောင်းသွားတယ်ကွန်နက်တွေအရန်ကောင်းသွားတယ်ဆိုလို့ရှိရင်ပြည်သူတွေအတွက်ကတကူးတယောက် နာမည်ကြီးလာတာတကူတယောက်ကိုလူအများကြီးယုံကြည်လာတယ်ဆို ပြည်သူတွေကပို့ပြီးတော့သတိထားရမယ့်အခြေအနေမျိုးဖြစ်တယ်။ဒါပေမဲ့အခုအခြေအနေကပြောင်းပြန်ဖြစ်နေတယ်ပေါ့နော်။ကျွန်တော်တို့ကပရဟိတအရှောင်ပြလိုက်တာနဲ့ပရဟိတအနတ်ပေးလိုက်တာနဲ့ဒီလူကိုယုံကြည်ရတယ်ဆိုပြီးတော့မှကာကွယ်တဲ့လူတွေတောင်းရှိလာတာဖြစ်တယ်။အဲ့တော့သူဗီဒီယိုပိုင်းထဲမှာပြောသွားတဲ့စကားတကယ်စကြလေးနက်နက်နဲ့နဲ့တွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနာဂတ်အတွက်အနာဂတ်လူငယ်တွေအတွက်ကအတူယူမှားသွားမယ်အရာဖြစ်တယ်။ဟုတ်လား။ မြန်မာပြည်ထဲမှာခိုးကျင်လဲခိုးမယ်ဒါပေမဲ့တိုက်ကျင်လဲတိုက်မယ်လူကျင်လဲလူမယ်ဒါပေမဲ့ပရဟိတပြန်လို့ပြလိုက်လို့ရှိရင်ငါတို့ကလူလိုသူလိုနေလို့ရတာပဲဆိုတဲ့အတွေ့လူငယ်တွေမှာဝင်သွားနိုင်တယ်အဲ့တော့ဒီဇိုးပြဿနာကကျွန်တော်တို့ပြည်သူလူထုကြားထဲမှာလူငယ်တွေကြားထဲမှာအင်မတန်ထရန့်ဖြစ်နေတဲ့ပြဿနာခုဖြစ်နေနော်မှတ်မိနေတဲ့ပြဿနာဖြစ်နေဘာလို့ဆိုအကြောက်တရားဒီကြောက်ရမယ့်ကိစ္စတွေကိုမှတ်မိလို့လူတွေကနော်အဲ့တော့ဒါဒီကောင်တွေကဇိုးတွေပါဆိုတာနဲ့လူကလူတွေကအာတိကျင်သွားပြီနော်ဒီတိကျင်သွားရတာကနေပြီးတော့မှာ အဘာဖြစ်လာလဲဆိုလို့ရှိရင်တို့ရဲ့လုံရက်တွေကိုစောင့်ကြည့်ပြီးတော့မှဒီပုံမှာရှုံကြည့်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီယုံကြည်မှုတွေကနေပြီးတော့ပေးဆက်လိုက်ရမယ့်အရာတွေနောက်ွယ်ရအကြောင်းတရားတွေရှိတယ်အများစွာရှိနော်ကျွန်တော်ရဲ့ကလေးတွေကလေးမွေးရတဲ့မိဘတွေယောက်ျားလေးမွေးရတဲ့မိဘတွေဟာလာယောက်ျားလေးတွေအခုချိန်မှာဟာလာမိဟိုဒီကလေးတွေကနော်ငါတို့လည်းဇိုးဖြစ်ချင်တဲ့ဆိုလဲဆန္ဒလေးတွေကကိုယ်စီရှိနေကြတယ်သူတို့စာတင်ကြောင်းနေမှာလေရာဂိုင်းတော့တော်တော်များများကလေးတော်တော်များများကဒီဇိုး ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်နော်ဒါမိဘပြည်သူတွေဟိုတတိထားဖို့လိုတယ်ကိုကျောင်းကိုပို့လိုက်တဲ့ကိုသားသမီးလုံခြုံနေရဲ့လားဆိုတာကိုသူတို့ကကိုမိဘတွေကိုတော့ဟိုအလုံးစုံပြန်ပြောမှာမဟုတ်ဒါပေမဲ့ကျောင်းမှာဖြစ်နေတာကလူမိုက်အဖွဲအစုလေးတွေနေနေကြတယ်လူမိုက်အဖွဲအစုမရှိတဲ့ဒီဒီကလေးတွေတငယ်နဲ့စားနုံနုံအာအာလေးတွေဆိုလို့ရှိရင်တော့ဟိုဝိုင်းပြီးတော့အနိုင်ကျင့်အောင်ခံနေရတယ်နော်အဲ့တော့ငါတို့လေလူမိုက်ဖြစ်နေတယ်ဆိုတဲ့ဟာကလေးတွေရဲ့ခေါင်းထဲမှာသင်ခန်းစာတစ်ခုလိုဖြစ်နေတယ်နော် နောက်တစ်ခုကဒီပရဟိတပေါ့တခုခုပြဿနာဖြစ်လာပြီနော်ဒီအပေါ်မှာနာမည်ကြီးလာပြီဆိုလို့ရှိရင်ဒီနာမည်ကိုလိုချင်နေတဲ့ပရဟိတအယောင်ဆောင်သမားတွေကတွားပြီးတော့မှတပ်ပုံရိုက်တာတွေဘာတွေပေါ့ဒါတွေကတောက်လျှောက်လုပ်နေတာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒုက္ခရောက်နေတဲ့လူတွေကိုကူညီတဲ့ကူညီနေတဲ့ကူညီတဲ့နေရာမှာနော်ကျွန်တော်တို့ကပရဟိတနဲ့ကူညီလိုက်ရုံနဲ့ပြီးသွားမှာမဟုတ်ကျွန်တော်တို့နောက်ကွယ်မှာနောက်ထပ်အကျိုးဆက်တွေဖြစ်လာမယ့်ဟာတွေကိုကြည့်ရဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုကူညီတာတက် ဒီလူကိုလမ်းကြောင်းကောင်းဖို့လမ်းကြောင်းဟိုတဲ့ပေးရမှာဖြစ်တယ်ပေါ့နော်အရေးယူသင်အရေးယူရမယ်ဒါကနော်ကျွန်တော်တို့လူတွေကပဲလုံလို့ရမယ်ကိစ္စဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကပဲလုံလို့ရမှာဖြစ်တယ်အရေးယူသင်တဲ့လူကိုအရေးယူရမယ်နော်အဲ့တော့ပရဟိတနဲ့သွားပြီးကုညီလိုက်လို့လေဒီခိုးနေတဲ့အကျင့်တွေအကျင့်စရိုက်တွေကပျောက်မှာမဟုတ်ဘူးနောက်ကဒီကလေးတွေကိုပါအိုအယောင်ပြပြီးလုပ်တဲ့ကိစ္စတွေကအင်မတန်မှအန္တရာယ်များတဲ့ကိစ္စတွေဖြစ်တယ်ဒီကလေးကြီးလိုက်ပါလို့မယ်ခိုးမယ် သေးကြပေါ့အဲ့တကူလန်တဲ့ကိုရောက်ဖို့များတယ်ဒီကလေးကပညာမတတ်ပိုတော်မှစိုးသေးတယ်နော်အဲ့တော့ဒီပရဟိတတွေပရဟိတတွေနဲ့ခုလုံးလုံနေတဲ့ဟာတွေကိုပြည်သူလူထုတွေတတိထားဖို့သိနေဆိုတဲ့အကြောင်းကျွန်မပြောတာဖြစ်ပါနောက်ခုကကိုယ့်ရဲ့ကလေးတွေအတွက်အန်တရရှိလားမရှိလားကလေးတွေဘယ်လမ်းကြောင်းရောက်နေလဲဆိုတာ